ရင်ပြည်နယ်မြောက်ရီတောင်ဘက်ဒွန်းနာတောင်တန်းအရှိချမ်းထိုင်းမှာနေဆန်နာကစကောင်စီတပ်ရဲ့သေဘောဘတက်စကန်ကို KNU နဲ့ပူးပေါင်းတပ်ကထိုးစစ်ဆင်ရမှာတိုက်ပွဲပြင်းထန်နေပြီးထိုင်းဘက်ကိုအရက်သား300နီးပါးထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ထိုင်းနယ်စပ်သတင်းမြစ်တွေကဖော်ပြပါတယ်။မနေ့ကမြောက်ရီဝေါ်လီလမ်းပိုင်းကသေဘောဘတက်စကန်ကို KNU နဲ့ပူးပေါင်းတပ်က drone တွေလက်နက်ကြီးတွေတုံးပြီးပြက်ခတ်တိုက်ခိုက်နေတာလို့သိရပါတယ်။တနေ့လုံးနီးပါးအပြန်အလှန်ပြက်ခတ်မှုဖြစ်ပွားနေပြီး မြန်မာဘက်ကအရက်သားပြည်သူ290ဦးထိုင်းဘက်ကိုထွက်ပြေးလာကြတယ်လို့ထိုင်းနယ်စပ်သတင်းမြစ်ကအသိပေးထားပါတယ်။တိုက်ပွဲဟာဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ KNU ရဲ့ Congress မြို့နယ်အုပ်ချုပ်ရေးပိုင်းဥက္ကဋ္ဌဘဒိုစောဖတရားကပြောပါတယ်။ KNU ရဲ့အုပ်ချုပ်ရေးနယ်မြေတမတ်ပုံရဘလတ်ဒိုစကန်တီရှိရာဝေါ်လီမြို့ဟာဒူပလာယာခရိုင် Congress မြို့နယ်ထဲမှာပါဝင်တယ်လို့သိရပါတယ်။ဝေါ်လီဒေသအတွင်းသတင်းမြစ်တူကတော့တေဘောဘိုးရွာနယ်တောင်းနီရွာကြားမှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့အသိပေးထားပါတယ်။ ဒါအပြင်စစ်ကောင်စီတပ်ဟာတေဘောဘိုးဘျူဟာတက်စကန်ကိုစစ်ကူလွတ်ဖို့အတွက်သူ့တပ်ဖွဲ့ဝင်60ကျော်ကိုထိုင်းနယ်စပ်ကတဆင့်ဖြတ်တန်းဝင်ရောက်စေတယ်လို့ကရင်စစ်ရဲသတင်းမြစ်ကပြောပြပါဗျ။မေလ26ရက်ညပိုင်းကထိုင်းနိုင်ငံဘက်ချန်တောက်ခိုင်တဲကထိုင်းနယ်ခြားစောက်တက်စကန်ရှိရာမိုးကြားကျေးရွာကနေနေဆက်ဖြတ်ပြီးကရင်ပြည်နယ်စုံသီးမြိုင်ဒေသကိုဝင်ရောက်လာတာလို့အဲ့ဒီသတင်းမြစ်ကဆိုပါတယ်။အဲ့ဒီစစ်ကောင်စီစစ်ကူတပ်ဟာစုံသီးမြိုင်ဒေသကတဆင့်တေဘောဘိုးတက်စကန်စီစစ်ကူတက်လာတာလို့သိရပါဗျ။ ။စုံသီးမြိုင်ကတော့ဒီမိုကရေစီအကျိုးပြုကရင်တက်မတော့ DKBA ထိန်းချုပ်ရာဒေသလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကိုလမ်းမှာပဲ KNU နဲ့ပူးပေါင်းတပ်ကကြားပြတ်တိုက်ခိုက်နေရလို့သိရပါတယ်ရှင်။